တော့နံပါတ်1အနေနဲ့ကတော့ကျွန်တော်တို့အင်္ဂါသားသမီးတွေတွေ့ကြုံလာမယ်ကျွန်တော်တို့ရဲ့ကိုယ်ပိုင်စီးပွားရေးနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ကိုကိုယ်ပိုင်စီးပွားရေးနဲ့ပတ်သက်တဲ့အပိုင်းမှာအင်္ဂါသားသမီးတွေအပြောင်းလဲမြန်ဆန်မှုတွေကျွန်တော်တို့တွေ့ကြုံလာမယ်ဈေးကအခုရောင်းကောင်းရင်ကောင်းနေမှာမနက်ဖြန်ဈေးကတစ်စမ်းမှမရောင်းရတာလည်းဖြစ်ခြင်းဖြစ်နိုင်တယ်အဲ့တော့ကိုယ်နဲ့ပတ်သက်နေတဲ့စီးပွားရေးနဲ့ပတ်သက်နေတဲ့ကိုယ့်ရဲ့ customer ပဲဖြစ်ဖြစ်ကိုယ့်ရဲ့စီးပွားရေးနဲ့ပတ်သက်တဲ့မိတ်ဆွေအပေါင်းအသင်းဖြစ်ကိုယ့်ပေါ်ရဲ့စိတ်နေစိတ်ထားကလည်း အခုတစ်မျိုးတော်ကြတစ်မျိုးရင်းနဲ့ကျွန်တော်တွေးချုံနေရတဲ့အခြေအနေအပိုင်းခြားတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီလိုကာလမျိုးမှာအလုံးလုံးတဲ့ဆိုရင်ကန်ကောင်းတည်းရဲ့ကန်ဆိုးတည်းရဲ့နဲ့ကျွန်တော်လုံးလည်းခြားတစ်ဖက်လိုက်နေတဲ့အခြေအနေအပိုင်းခြားလို့သုံးသပ်ပြီးတော့ဟောကြားပေးချင်ပါတယ်။ဒါပေမဲ့လုပ်ငန်းကိစ္စရင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေအပေါင်းအသင်းတွေကမြားလာတာဟိုကို့အနေနဲ့ဘလို့ကောင်းမလဲလုပ်ငန်းကိစ္စရင်းနဲ့ပတ်သက်ပြီးအောင်မြင်ဖို့အတွက်ကတော့အားနည်းနေတဲ့ကာလအပိုင်းခြားတစ်ခုအောင်မြင်မလို့လို့အောင်မြင်မလို့လို့နဲ့အချိန်ကြန့်ကြာတယ်အဲကျွန်တော်တို့ရဲ့လှုပ်အားတွေကျွန်တော်တို့ရဲ့ပင်ပန်းမှုတွေစိုက်ထုတ်ခဲ့ရတာတွေဘာမှပြန်ပြီးတော့ ရရှိတာမျိုးမဟုတ်ပါနဲ့အချင်းကြီးဖြစ်သွားတာမျိုးဒီလိုကာလမျိုးတွေမှာကြုံတွေ့လာတတ်တယ်ဆိုတော့အာဒီလိုကာလမျိုးမှာကိုယ်နဲ့ပတ်သက်နေတဲ့စီးပွားရေးပါတနာတွေကိုယ်နဲ့ပတ်သက်နေတဲ့ကစ္စတမာတွေရဲ့စိတ်နေစိတ်ထားအပြောင်းလဲအမှန်မှန်တယ်ဒီနေ့တို့ကဥမာမာလာရှန်ကောကြိုက်ကြိုက်ပဲမနက်ဖြန်ကြိုက်ခေါက်ဆက်စားရင်စားတယ်ပေါ့နော်အဲ့တော့ကိုယ့်စီကိုပုံမှန်လာတဲ့ကစ္စတမာတွေဟိုပျောက်ဆုံးသွားတာမျိုးတွေဒါမှမဟုတ်တခြားတခြားလူတခြားလုပ်ငန်းခွင်မှာရောက်သွားတာမျိုးတွေနဲ့ပတ်သက်ပြီးကိုယ်ပိုင်စီးပွားရေးတွေမှာတွေ့ကြုံလာရနိုင်တဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်။ Okay next နောက်တစ်ခုကကျွန်တော်ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ဒီကာလမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာလည်းကျွန်တော်အလောင်းကစားမှားယွင်းစွာပြုလုပ်မှုကြောင့်ငွေကြေးအကြီးအကျယ်ဆုံးရှုံးနိုင်ခြင်းရှိတယ်။ဒါကြောင့်မို့အလောင်းကစားနဲ့ပတ်သက်ပြီးတော့လေလောကငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အားနည်းနေတဲ့အချိန်တွေပိုင်းခြားတစ်ခုဖြစ်တယ်။ဒီလိုကာလမျိုးမှာအလောင်းကစားမလုပ်တာအကောင်းဆုံးဖြစ်လိမ့်မယ်လို့ဖမအောင်ဆုံးကြိုတင်ပြီးတော့သတိပေးချက်တယ်။နောက်တစ်ချက်ကတော့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ငွေရလွယ်တဲ့နီလန်းကလည်းအစီငွေကြေးကိုရှာဖွေတာမျိုးတွေဒီအချိန်မှာ ဟိုပုံမှုပြီးတော့ဆုံးရှုံးရနိုင်တယ်ပေါ့နော်တခုခုပေးဆက်ပဲဥမာကိုတခုခုလှုပ်လှုပ်ပြီးတော့ငွေရတာမျိုးဆိုအကြောင်းမဟုတ်ဟိုဖြက်လန်းနီးနဲ့ငွေကြေးကိုမြန်မြန်ဆန်ဆန်ရနိုင်တဲ့နီးလန်းကနေချင်းကပ်မယ်ဆိုရင်ငွေကြေးကပုံမှုပြီးတော့စိုးသွားနိုင်တယ်လို့ဟောကြားပေးခြင်းဖြစ်ပါတယ်အကြောင်းမလို့ဘာလို့မိမောင်းထိုးပြနေလောင်းကစားနဲ့ပတ်သက်တာငွေရလွယ်တဲ့နီးလန်းကနေစေငွေကြေးကိုရှာတာငွေကငွေပြန်လဲရင်းနှီးမြှုပ်နှံပြီးတော့လှုပ်ဆောင်တဲ့ကိစ္စတွေအားနေတယ်အကြောင်းသူများကိုချီးတာခွာတာတွေ အတက်နိုင်ဆုံးရှောင်ကျင်တာပိုကောင်းနိုင်မယ်ပေါ့နော်။အော်တရာရေး90မြက်မယ်ဆိုတဲ့လုပ်ငန်းတွေဆိုလို့ရှိရင်ဝေးဝေးရရှောင်ငွေကုန်တာပဲအဖက်တင်နေပေါ့နော်။နံပါတ်၁ချက်ကျွန်တော်ပြောချင်တယ်။ပြီးတော့လူကြီးမိဘတွေကိုကိုကြီးထောက်ပံ့ပေးရတာမျိုးတွေဒီလိုကာလမျိုးတွေမှာတွေ့ကြုံလာ။အော်ပါကို့အမေကိုကိုကြီးထောက်ပံ့ပေးရတာဖြစ်သူတို့အိမ်ပြင်နေသူတို့အိမ်ဆောက်တယ်သူတို့ကျန်းမာရေးအားနည်းလို့ဖြစ်ကို့ငွေတွေထောက်ပံ့ပေးရတာမျိုးတွေဒီလိုကာလမျိုးတွေမှာတွေ့ကြုံလာနိုင်ပါတယ်။နောက်တစ်ချက်ကတော့ကျွန်တော်ကြုံတွေ့လာမယ်အင်္ဂါသားသမီးတွေရဲ့ကျမကြီးကိစ္စရင်းနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။အမှန်တမ်းပြောရင်ဒီကာလမှာအင်္ဂါသားသမီးတွေကလည်း ကျမ်းမာရေးနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်လူကျမ်းမာရေးထက်စိတ်ကျမ်းမာရေးအားနည်းနေတယ်လို့တောင်းတပြီးဟောချင်တယ်စိတ်မပျော်ရွှင်တာမျိုးတွေအဲစိတ်နဲ့ပတ်သက်ပြီးလေးလံထိုင်းပိုင်းတာအမှန်တမ်းပြောရင်အပြင်းကြီးတယ်ပေါ့ဗျာတခုလှုပ်ဆရာရှိတယ်ဆိုရင်အီလေးဆွဲနေတာမျိုးတွေအဲဒီလိုမျိုးတွေတွေ့ကြုံလာတတ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီလိုကာလမျိုးမှာအဲကိုကျမ်းမာရေးထက်စိတ်ကျမ်းမာရေးကိုနည်းနည်းလေးအဲကဲဘလုတ်စေချင်တယ်ဂယူဆိုက်စေချင်တယ်ပေါ့နော်အဲအပြင်းအပြင်းရောဂါဆွဲဆွဲတင်နေတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ကိုစိတ်ထဲမှာတခုခုပေါ့ကွာအစိမ်းမပြေတာတွေ့ပြီဆိုလို့ရှိရင် အဲ့လိုမျိုးနေနေထိုင်မကောင်းလို့လို့မအီမလဲဖြစ်တာမျိုးကိုယ်လက်မအီမတာ ဖြစ်တာမျိုးတွေနဲ့တွေ့ကြုံလာတတ်တယ်တကယ်လို့ဖျားပြီဆိုလို့ရှိလို့ရှိရင်လည်းအဲ့ဒီအဖျားကပြောင်းရွှင်ပြောက်သွားလိမ့်မယ်ဒါပေမဲ့အဲ့ဒီအဖျားရဲ့ side effect အဲ့ဒီအဖျားရဲ့အချိန်ကကိုယ်အလုံးလုံးဖို့အတွက်ကြံ့ကြာနှောင့်နှေးတယ်ပေါ့အဖျားကတော့မရှိတော့ဘူးဒါပေမဲ့ခဏပြောလို့ပေါ့လူပြန်လဲမှုအတွက်ကြံ့ကြာတယ်ဆိုတဲ့အပိုင်းခြားမျိုးပေါ်ပြထားတယ်အဲ့ဒီကျမကြီးအားနေသွားပြီဆိုအဲ့ဒီကျမကြီးနေကုသပြီးပြောက်သွားရင်တော့သူ့ရဲ့ side effect ပြန်လိုက်လာတာမျိုးနေပတ်သက်ပြီးတွေ့ကြုံလာတတ်တယ်ပေါ့နော်ဒါလေးကိုတော့နည်းနည်းလေး game size စေချင်ပါတယ် လက်ချက်ကတော့ကြုံကြုံတွေ့လာမယ်အင်္ဂါသားသမီးတွေရဲ့ကျွန်တော်တို့ရဲ့အခြေအကိစ္စအခြေအကိစ္စတွေမှာဟိုဘယ်လိုပြောရမလဲအခုလက်ရှိချစ်သူနဲ့ပတ်သက်ပြီးတော့ဟိုကွဲနေတဲ့လူတွေ relationship တစ်ခုအဆုံးသတ်သွားတဲ့လူတွေအတွက်နောက်ထပ်အချက်တစ်ခုကိုပေါ်ပေါက်ဖို့အတွက်အခြေအနေအကြောင်းတရားအားကောင်းနေတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်တယ်ပေါ့နော် အပူပူနွေးနွေးသူ့ကိုလွမ်းနေဆွေးနေတော့မပြောတတ်ဘူးเนาะကိုကတော့ဇလန်တစ်ခုကိုအဆုံးတက်ပြီးတော့နောက်တဲ့ဇလန်တစ်ခုစဖို့အတွက်စူးစမ်းနေတဲ့လူတွေအတွက်ကတော့ဒီအချိန်မှာကန်ကောင်းတယ်ဆိုတော့အဲ့တော့ဒီပြီးဆုံးတာတွေဆုံးသက်သွားတဲ့အခြေအကျိစတွေနောက်တဲ့အစပြန်ပေါ်အစပြန်ပေါ်တယ်ဆိုတာကရီစားဟောင်းကပြန်လာတယ်လို့ပြောတာမဟုတ်ဘူးเนาะအသာနောက်တခြားတယောက်နဲ့ကြိုက်တာမျိုးချစ်တာမျိုးရင်ငန်တာမျိုးဘလူးပလဲလောက်တာမျိုး ECQ လောက်တာမျိုးတွေဖြစ်ပေါ်လာနိုင်တယ်လို့ပြောခြင်းဖြစ်ပါတယ်အခုလက်ရှိရီစားကွင်းနေတဲ့လူတွေပြောခြင်းဖြစ်ပါတယ် အဲ့တော့ရည်သားရှိနေတဲ့လူတွေတော့ကတော့အာဘာဖြစ်လာနိုင်လဲလို့ပြောမယ်ဆိုရင်ဒီလိုကာလမျိုးမှာအပ်မိတယ်ပေါ့အပ်မိတယ်ဆိုတော့အတွင်းလူအနှောက်ရှက်တယ်ဒါမှမဟုတ်လို့ရှိလို့ရှိရင်လည်းအကိုရဲ့ချစ်သူအချင်းချင်းကြားထဲမှာပဲတယောက်နဲ့တယောက်မဟုတ်မှန်မှန်နဲ့ပြုတ်ထုတ်တဲ့ကိစ္စတွေတော့အနေချင်းတော့ကြုံတွေ့လာနိုင်တယ်ပေါ့နော်အဲ့တော့နည်းနည်းလေးတော့ခြေကိစ္စတွေနဲ့ပတ်သက်ပြီးကန်ကောင်းနေတဲ့အပိုင်းခြောက်သွားနေတာမျိုးတော့မဟုတ်ဘူးနည်းနည်းလေးတော့အားနည်းနေတယ်ဂယုဆိုင်ဖို့အတွက်တော့လိုအပ်မယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးတော့ဟောကြားပေးချင်ပါတယ် နောက်ချက်ကတော့အင်တာအောင်ရေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့ကျွန်တော်တို့အင်္ဂါသားသမီးတွေအမှန်အားကောင်းနေပါတယ်အဲကိုယ့်ရဲ့မိသားစုရဲ့အဖိမမှုကူညီမှုကောင်းနေကျွန်တော်ရရှိလာနိုင်တဲ့အခြေအနေအပိုင်းခြားတစ်ခုလို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးတော့ဟောကြားပေးရှင်တယ်အင်တော်ကြီးကိစ္စအင်းနဲ့ပတ်သက်ပြီးအဆင်မပြေဖြစ်နေတယ်ကျွန်တော်ရေမိတ်ဆွေတို့ရှုပ်တယ်ဒီအချိန်မှာအင်တော်ကြီးအဆင်ပြေလာနိုင်တဲ့အခြေအနေပိုင်းခြားတစ်ခုလို့တွေ့ကြုံလာမယ်အခြေအနေပိုင်းခြားတစ်ခုဖြစ်တယ်ယောက်ျားဘက်ကအမွေတော်လည်းကောင်းမိန်းမဘက်ကအမွေတော်လည်းကောင်းယောက်ျားဘက်ကမိဘတွေရဲ့အထောက်အပံ့မှုတော်လည်းကောင်းမိန်းမဘက်က အဲထောက်ပံ့မှုတော့၎င်းပေါ့နော်နှောက်ကားဖြစ်တော့၎င်းငွေရဖြစ်တော့၎င်းအလောက်အဖြစ်တော့၎င်းဒီလိုမျိုးတွေရရှိလာနိုင်တဲ့အခြေအနေပိုင်းကြားလို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးတော့ဟောကြားပေးချင်တယ်။ဒီလိုကာလမျိုးမှာရှင်ပြူတာတွေမင်္ဂလာဆောင်တာတွေအလှလှုပ်တာတွေနဲ့ပတ်သက်ပြီးကြံစီထားတယ်ဆိုရင်မိသားစုကြားထဲမှာအလှထမြောက်အောင်မြင်ခြင်းဤနဲ့ကျွန်တော်တို့တွေ့ကြုံလာနိုင်တယ်။ ပြီးအရွယ်ရောက်နေတဲ့ကိုယ့်ရဲ့ဆွေမျိုးသားချင်းပေါ့ကိုယ့်ညီကောင်မော်မမင်္ဂလာဆောင်တာတွေဘာညာဒီလိုကာလမျိုးတွေမှာတွေ့ကြုံလာရနိုင်တယ်ဒုမုံမိမခုပြေးတာယောက်ျားနောက်လိုက်သွားတာတွေပေါ့နော်စသဖြင့်ဒီလိုကာလတွေမှာကြာတိလာတတ်ပါတယ်โอเคနောက်တစ်ခါကျွန်တော်ကြံရှိနေတယ်ကျွန်တော်တို့ဒီဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းခံတာကိုဆက်ဟောဝန်ထမ်းတွေကတော့ဒီကာလမှာကြာနေတဲ့ကတ်ကအမှန်တန်အားနေတဲ့ကတ်ဖြစ်တယ်အလုတ်ထွက်တာမျိုးအလုတ်ပြောင်းတာမျိုးအလုတ်ကကျွန်တော်တို့ပြစ်ဒဏ်ထိတာမျိုးဖိုင်ချခံရတာမျိုး တို့မဟုတ်အလုပ်ကနေရန်နာခံရတာမျိုးတွေနဲ့ပတ်သက်ပြီးတော့တွေ့ကြုံလာနိုင်တယ်ဒါမှမဟုတ်လို့ရှိရင်ကျမ်းမာရေးကြောင့်အလုပ်မသွားနိုင်တာမျိုးတွေတွေ့ကြုံလာတတ်တယ်ပြောမယ်ဆိုရင်တော့အဆိုးနေနေများနေတဲ့ကာလအပိုင်းခြားတစ်ခုလို့သုံးသပ်ပြီးတော့ဟောကြားပေးချင်ပါတယ်အားလုံးတော့ကျွန်တော်ရဲ့မိတ်ဆွေတွေဒီလောက်ဆိုကျေးဇူးတင်မယ်လို့ထင်ပါတယ်